Hello အားလုံးပဲမိင်္ဂလာပါ။ဖိုးဖိုးမချန်ကနေကြိုဆိုပါရစေ။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Liverpool နဲ့ Arsenal တို့ရှင်ပိုင်ကစားမဲ့ Premier League ပွဲစဉ်36ရှိတယ်ပေါ့နော်။ဆိုတော့ဒါ Liverpool တင်းရဲ့အိမ်ခွင့်မှာကျွန်တော်တို့ Arsenal ကသွားပြီးတော့ရှင်ပိုင်ကစားမှာပေါ့လေ။ Liverpool တင်းကတော့ဒါ Premier League Champion ဖြစ်သွားပြီဆိုတော့ Arsenal ကိုတကယ်ရော intensity အပြည့်နဲ့ကစားပါအောင်မလားပေါ့။ အာဆင်နယ်ရဲ့ဘက်ကတော့ချန်ပီယံစ်လိဝင်ခွင့်မှာစိတ်ပူစရာတော့မရှိတော့ဘူး။ဒါပေမဲ့လို့မလူလာအပ်တဲ့ကျွန်တော်တို့ကအန်ဒီအေဒီဖြစ်မလာရအောင်တေချာတာတခုကတော့အမှတ်တီထပ်ပြီးတော့ယူနိုင်ဖို့ကျွန်တော်လိုသေးတယ်။နီးပြားဖြစ်တဲ့မီကေအာဒီတာရဲ့အတင်းကပရီးမီးယားလိမှာလည်းကျွန်တော်မျှော်လင့်ချက်ကဖလားတွေမရှိတော့ဘူး။တခြားပြိုင်ပွဲတွေလည်းဘာမှမရှိတော့ဘူးဆိုတော့သူတို့အတွက်ကန်စရာရည်ရွယ်ချက်ကမရှိတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်။ဒီနေရာမှာ ်ပြီးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ရင်လည်းအာဆင်နယ်ဟာဘုံမောက်ကို1-2နဲ့ကျွန်တော်တို့ရှုံးထားတယ်လီဗာပူးတင်းရဲ့ဘက်ကလည်း Chelsea ကို3-1နဲ့ကျွန်တော်တို့ရှုံးထားတယ်နော်ဆိုတော့ဟိုလီဗာပူးတင်းကတော့လက်ရှိအဆင့်1ပေါ့လေပြောစရာမလိုဘူးအာဆင်နယ်ကလည်းအဆင့်1ပေါ့ဒီနေရာမှာအာဆင်နယ်က68မှတ်ရှိနေတယ်အဆင့်3ကမန်ချက်စတာစီးတီးက65မှတ်ကျွန်တော်ရှိနေတယ်ဆိုတော့စီးတီးကတော့ညကသာ ဆောက်တန်တန်ကိုဂိုးမရှိတရီတွေပါလိကြသွားတာပေါ့ဆိုတော့အဆင့်၄ကနျူကာဆယ်တို့ပါတို့ကလည်းမကစားရသေးဘူးအဲမဲ့နျူကာဆယ်နဲ့အာဆင်နယ်ရဲ့ကြားထဲမှာ၄မှတ်ပဲကျွန်တော်တို့ကွာတယ်ဆိုတော့အာဆင်နယ်တို့ကမလူလားအပ်တဲ့အန်ဒီယေတွေရှောင်နိုင်မှုကျွန်တော်တို့လူပါတယ်လီဗာပူးကတော့ဒါစိတ်ပူစရာမရှိတော့ဘူးဒီနေရာမှာလီဗာပူးအသင်းတို့ကကစားနေရသလိုတစ်ခုပဲရှိတယ်နံပါတ်1အိမ်ကွင်းမှာအာဆင်နယ်ကိုမရှုံးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကစားလို့ရတယ်ဟုတ်တယ်မလားနော်โอเคငါတို့အန်ဖီကွင်းမှာ เนาะอาร์เซนอลကိုဘလို့အချင်းကြီးမျိုးမှန်ငါတို့မရှုံးယူမှုဆိုတဲ့ပုံစံမျိုးနဲ့အင်ပြီးအားပြီးကစားလို့ရတယ်နံပါတ်2ကျွန်တော်တို့အနေနဲ့လီဗာပူးတင်းကဒါသူတို့ရဲ့ပြန်เนาะဂုံအတွက်ကစားရမှာเนาะငါတို့ချန်ပီယံဖြစ်သွားပြီဒါပေမဲ့လည်းလို့ပေါ့เนาะအတင်းကြီးချင်းချင်းကြားရှင်မင်းကစားတဲ့နေရာမှာငါတို့เนาะငါတို့ရှုံးကုန်မရှိအောင်သူတို့ကစားမှာပဲဒါဒီလီဗာပူးတင်းရဲ့ဘက်ကရည်ရွယ်ချက်ပြကျန်တာမရှိတော့ဘူးအာဆနယ်ကတခုပဲရှိတယ်အာဆနယ်အနေနဲ့ပေါ့เนาะကျွန်တော်ခုနကပြောသူပဲအဆင့်တက်ကအတင်းကိုလည်းသူတို့တွေဒါမီဒီယာအကြောင်းမရှိတော့တယ်လို့သူတို့တွေ့ပေါ့နော် Champions League ဝင်ခွင့်မှာပဲကျွန်တော်တို့ဒါဒီထက်ပို့ပြီးတော့ကြံတဲ့အသင်းတွေအမှတ်ကတ်မလာအောင်ကျွန်တော်ကြိုးပမ်းတော့မှာနောက်ထပ်၃ပွဲကြံပါသေးတယ်၃ပွဲကြံသေးတယ်ဆိုတော့အောက်ကအသင်းတွေကအမှတ်တွေတောက်လျှောက်ရပြီးတော့အာဆင်နယ်ဟာအမှတ်တွေတောက်လျှောက်ရုံနေမယ်ဆိုလို့ရှိရင်အာဆင်နယ်တိုင်ပတ်မှာပဲအခုလက်ရှိအာဆင်နယ်68မှတ်ရထားတယ်အဆင့်6ကအက်စတိုမီလာက63မှတ်ဆိုတော့ကြားထဲမှာကျွန်တော်တို့ဒါ၄မှတ်ပဲကျွန်တော်တို့꽈တယ်ဟိုအဆင့်6ဒီနော်အဆင့်6ဒီဆိုတော့၄မှတ်ပဲ꽈တယ်ဆိုတော့၃ပွဲမှာ၉မှတ်ရနိုင်တဲ့အခြေအနေမျိုးမှာ အာဇနီယာဒီနေပွဲစဉ်မှာလုံးဝလုံးဝနိုင်အောင်ကိုကျွန်တော်အနေနဲ့ကစားပြမှကိုကျွန်တော်ရမယ်အိမ်ဝင်းအဝေးဝင်းဆိုတာတော့ကျွန်တော်ရှိတာပေါ့လေနော်အာဇနီကအဝေးဝင်းသွားကစားရမှာဆိုတော့အန်ဖီကွင်းမှာနိုင်ဖို့တော့မလွဲဘူးဒါပေမဲ့လို့ပေါ့နော်အာဇနီအတွက်ကတော်တော်လေးကိုခဲရင်းမှာအထူးသဖြင့်နောက်ဆုံးကစားမဲ့ဒီဆောက်တန်တန်နဲ့ပွဲလောက်ပဲသူတို့အတွက်လွယ်မှာအာဇနီဟာဒီပွဲလေပေါင်းနဲ့ကစားရမယ်ပွဲချက်တယ် သူများကွင်းကိုသွားကစားမယ်အကယ်လို့မနိုင်ဘူးဆိုရင်နောက်ပွဲမှာ Champions League ဝင်ခွင့်အတွက်အမှန်ကန်ကျူးပန်းမဲ့နယူကာဆင်နဲ့သူတို့ကန်ရမယ်ကာဆီကအဲ့ဒီပွဲစဉ်မှာနော်အကယ်လို့မြန်နိုင်မယ်ဆိုလို့ရှိရင်အာဆင်နယ်နဲ့အမှတ်တူကောင်းတူနိုင်ချေရှိတဲ့ရည်ရွယ်ချက်ဟိုအခွင့်အလမ်းမျိုးရှိတယ်ဆိုတော့နယူကာဆယ်ကလည်းနိုင်အောင်မကစားဘူးလို့ကျွန်တော်ပြောလို့မရဘူးနော်ဆိုတော့နယူကာဆင်နဲ့ပြီးသွားရင်ဆောက်တန်နဲ့ကစားမှာဆိုတော့ legend ၃ပွဲမှာ အာဆင်နယ်ဟာဆောက်တန်တန်နဲ့ကလွဲရင်ဂျန်နယ်နှစ်ပွဲကခက်ခက်ခဲရှိမှန်ကန်မှာဒါကြောင့်မလို့ချန်ပီယံစ်လိဝင်ခွင့်အတွက်ကအာဆင်နယ်အတွက်ကပြောရရင်မလူလားအပ်တဲ့အန်တီရီကြုံမလာဖို့အရေးကြီးတယ်ဗျာဒါကြောင့်ဒီပွဲကအာဆင်နယ်လီဗာပူးတင်းကနိုင်ဖို့ဆိုတာထက်အာဇနီဟာနိုင်မှုပို့ပြီးတော့ဂျိုးပန်းအမလီဗာပူးရဲ့နောက်ဆုံးပရီးမီးယားလိဂ်၅ပွဲကိုကျွန်တော်ကြည့်ရင်၃ပွဲနိုင်ထားတယ်၂ပွဲရှုံးထားပါတယ်အာဇနီရဲ့နောက်ဆုံးပရီးမီးယားလိဂ်၅ပွဲကိုကျွန်တော်ကြည့်ရင်၁ပွဲပဲကျွန်တော်နိုင်သေးတယ် တပွဲပဲနိုင်ပြီးတော့သုံးပွဲအထိတည်ကြထားတယ်တပွဲရှုံးထားတယ်။ဒါဟာဘာကြောင့်လီဗာပူးသင်းချန်ပီယံစောစောစီးစီးဖြစ်သွားတယ်လဲဆိုတာမြင်နိုင်တဲ့အခြေအနေမျိုးပဲ။ချန်ပီယံစ်လိကနေပြီးတော့လည်း PSG ကိုအဝေးဝန်းကောအိမ်ဝန်းကောရှုံးပြီးတော့သူတို့ထွက်ခဲ့ရပြီ။ဆိုတော့အာဆင်နယ်နဲ့အာဒီဒါတို့ကချန်ပီယံစ်လိဝင်ခွင့်ဒီအများကြီးရေးကြည့်ပါတယ်။အခုလက်ရှိစိုးရင်စရာအခြေအနေမဟုတ်သေးဘူးဆိုပေမဲ့အမှတ်ကိုကျွန်တော်ကြည့်ရင်အလောက်ကြီးဒီပြက်သားနေတဲ့အခြေအနေမျိုးမှာရှိမနေဘူးဒါအစင်းနဲ့အစင်းသုံးကအတင်းနဲ့ဆိုပြက်တနာမရှိဘူးဒါပေမဲ့လို့ပေါ့နော် အဆင့်ခွန်က Nordian Forest နဲ့သူတို့ကြားထဲမှာကိုပဲ6မှတ်လောက်ပဲကျွန်တော်ကွာတယ်ဆိုတော့ Arsenal တို့ကဘာနော်ပွဲစဉ်38ထိမလူလားတဲ့ကစားမားတွေကိုထုတ်ပြီးမသုံးအောင်ကျိုးပန်းမှာပဲဗျာ Anfield Queen ဆိုတော့ Arsenal တို့ကတော့မလွယ်ပါဘူးဒါပေမဲ့လို့ Artida နေနဲ့ဘာနော်သူတို့တို့လုံးဝမဖြစ်မနေနိုင်ပွဲရအောင်သူတို့ကျိုးပန်းမယ် Chelsea တောင်မှနိုင်အောင်ကစားထားသေးရင်ငါတို့လည်းနိုင်အောင်နိုင်အောင်ကစားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့သွားမှရမယ်နော်ဆိုတော့ Liverpool ကတော့ခုနကပြောလိုပဲအင်ရှင်ဆိုတဲ့ဂုံး เนาะပြီးလို့ရှိရင်လေဗာဗူးသင်းဆိုတဲ့အချင်းညူးကြောင့်ပဲသူတို့ဒါကစားကောင်းကစားလိမ့်မယ်သူတို့မှာချန်ပီယံကလည်းဖြစ်သွားပြီဘာညာမျိုးဆိုတော့အာဆင်နယ်ကိုအင်တိုင်းအားတိုင်းကစားစရာအကြောင်းရင်းကမရှိတော့ဘူးเนาะမရှိတော့ဘူးဆိုတော့ဟိုဘယ်လိုပြောမလဲလေဗာဗူးသင်းတစ်ပတ်ကတော့အမြင့်ဆုံးတရီလောက်ပဲမှန်းလို့ရမယ်လို့ကျွန်တော်ထင်တယ်เนาะအင်ရှင်ဖြစ်ပြီမဲ့လေလို့ပေါ့ဗျာဆိုတော့အာဆင်နယ်ကတော့ဒီပွဲမှာနိုင်အောင်ကိုကျွန်တော်တို့ချမှတ်ရမှာအာဆင်နယ်နိုင်အောင်ကစားဖို့ကျွန်တော်လိုပါတယ်ဆိုတော့ညီကလေးတို့နေနေရောဘယ်လိုမြင်ကြလဲ ဒီပွဲကဝက်ချလောင်းကတော့အဲမထင်ဘူးဗျဘာလို့လဲဆိုတော့ဒါ10နာရီဖြစ်နေလို့ပေါ့နော်10နာရီဖြစ်နေလို့ကျွန်တော်မန်ချက်စတာယူနိုက်တက်ပွဲနေကြားထဲမှာလဲသူတို့အဲ့လောက်မကွာဘူးဆိုတော့ live တွေပါတယ်ကြားထဲမှာအချိန်ချားတယ်ဆိုလို့ရှိရင်တော့ဝက်ချလောင်းသွားမယ်ပေါ့လေအကယ်လို့မဟုတ်ဘူးဆိုလို့ကျွန်တော်ဝက်ချလောင်းသွားဖို့မရှိဘူး United က8နာအာ9နာရီ45မှာကန်ပါဆိုတော့ပေါ့နော်ဆိုတော့ကျွန်တော်စောင့်ကြည့်ရပါဘူးဆိုတော့ကျေးဇူးများနေပါတယ်ဆိုတော့ဒီပွဲမှာဘယ်အသင်းကဘယ်လိုရတဲ့တွေထွက်ပေါ်လာမယ်ထင်ကြပါတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများနေပါတယ်